အဓိကဘောနော်ဒါဇက်ကိုဖက်ကြည့်လိုက်တဲ့အချိန်မှာဒါတရုပ်ဆောင်ပြရရမယ်ဒါတရဲ့အလိုပြောအနုပညာဆွဲကြီးကိုချပြရမယ်ရှင်းနေဒါလုံးလုံးပြရမယ်ရှင်းနေပါရပေါ့နော်ပြီးတော့အဲ့ဒါလည်းဒီမိုက်ပေါက်စီမိုက်အီတောင်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လုတ်ချင်တယ်ပေါ့နော်တခါမှလည်းမဆုံးဘူးဆိုတော့ဒါအရှင်မျက်လက်တက်မှာဆိုရင်လည်းတာမီဒါပေမဲ့မဆုံးလိုက်ရအောင်ပေါ့ကတော့အဲလိုက်အတင်းနဲ့ဆင့်မြောက်သေးဘူးပေါ့နော်ကြည့်ရဆင်မရှိသေးဘူးပေါ့နော်တကယ်လည်းတိုင်ရင်ဇက်ကလည်းရရင်အဲ့လိုမျိုးလေးလုပ်ဖို့စဉ်းစားထားရဲ့ အရန်ခတ်တယ်တတော့ကတော့ပို့ခတ်တယ်တတော့ကတော့မှအဲ့လိုနည်းနည်းလုံးချလိုက်လို့ရတယ်မြေမအကကကျတော့စီးနဲ့ဝါနဲ့အဲ့လိုလက်ချိုးတာအစာဒီခြေထောက်တရားအစာအဲ့လိုမျိုးပေါ့နော်ဒီခါးတွေဘာတွေအစာပျော့ပျော့ပြောင်းနေမှာရမှာဆိုတော့တော်တော်တော့ဟိုလေ့ကျင့်ရမယ်ထင်တယ်အခုအစားပြီးတော့အဲ့လို challenge ဖြစ်မဲ့ character တွေဆိုတော့ဒါပို့ပြီးတော့ဥစားပြီးပြီးတော့ရိုက်ဖြစ်နေတယ် တော့ဒီကားလေးကဒါအဲမလုတ်ဖူးတဲ့ character ပေါ့နော်အဲ့လိုဆိုအဲ character အစ်စ်ပေါ့အစ်စ်ကိုမှကိုယ်တိုင်နည်းနည်းလေးလေး challenge ဖြစ်တဲ့ character မျိုးလို့လက်ခံဖြစ်ခဲ့ရပါတော့ဟုတ်အများကြီးထူးကြမှာတန်တာညီမဟုတ်တဲ့ လူတယောက်အနေနဲ့မြင်ရမှာပေါ့နော်ပြီးတော့ဒီမှာကျတော့သူကအဲ့လိုအကရေပိုင်းတင်ရမှာလည်းရှိရပေါ့နော်အကအောင်မှအဲ့လိုမျိုးပိုက်ပိုင်းနိုင်နိုင်လည်းတည်ချာအခြေခံအစပြီးတင်ရမှာမျိုးဆိုတော့ပြီးတော့မြန်မာအကဆိုတော့အဲ့အရာလေးကတော့အဲကိုယ်အတွက် challenge ဖြစ်တဲ့အရာပါပေါ့နော်အဲ့လိုဆိုတော့ဒီအရာလေးကိုအရင်တော့ရေခုံမိရရိုက်ဖို့လေဟုတ်ပါဘူး ဒါငင်ရက်ကောက်ဝင်ငင်ရက်ကောက်ဝင်ဆိုတော့ကြောင်းတက်တုံးကကြတော့စုံညီပွဲတော်တွေပါရှိလို့ရှင်ဒါအဲ့လိုနှစ်တိုင်းတော့ကပေးနေကြအဲ့မှာဆိုရင်လေမြမကရက်ကောက်ဘူးရေပေါ့နော်ကောက်ဘူးရေဆိုတော့အဲတင်ရမယ်ဆိုရင်တော့အရင်တော့အစ်စ်အစမ်းအဲ့လိုတော့ဖြစ်မယ်မထင်ဘူးပေါ့နော်ပညာရဲ့အစ်စ်အစမ်းတော့ဖြစ်မယ်မထင်ဘူးလွယ်တော့လွယ်ပါမှာဟုတ်အဓိကပေါ့နော်ဒါဇက်ကိုဖက်ကြည့်လိုက်တဲ့အချိန်မှာဒါတရုပ်ဆောင်ပြရရမယ်ဒါတရဲ့အဲ့လိုပြောအနုပညာဆွဲကြီးကိုချပြရမယ်ရှင်းနေဒါလုံးလုံးပြရမယ်ရှင်းနေပါရပေါ့နော်ပြီးတော့အဲ့ဒါလည်းဒီမိုက်ပေါက်စီမိုက်အီတောင်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အလုတ်ချင်တယ်ပေါ့နော်တခါမှလည်းမဆုံးဘူးဆိုတော့တော့အရှိမျက်လက်တက်မှဆိုရင်လည်းတာမီဒါပေမဲ့မဆုံးလိုက်ရအောင်ပေါ့နော်ငယ်ဘဝကြီးဘဝမှာကွဲသွားတာဆိုတော့အဲ့လိုဆိုတော့အခုမှပြန်ဆောင်ရမှာဆိုတော့လုတ်ကြည့်ချင်တယ်ပြီးတော့ကိုယ့်အတွက်လည်းအာမြင့်ပညာကျန်မဲ့ character လို့ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ဒီကားကတော့ဒါကတော့တအတွက်အာအနုပညာကြံအောင်လို့ဒါကရိုက်မယ်လို့စဉ်းစားထားရပေါ့နော်။ဘာလို့လဲဆိုတော့တားရဲ့ character ကလည်းအဲဒါလုတ်ကွက်ရှိရပေါ့နော်။အဲအဲကြောင့်လည်းရိုက်ဖြစ်ခဲ့တာဆိုတော့ โอเคခုကတော့အဲ light အတင်းနဲ့ဆင်မရောက်သေးဘူးပေါ့နော်ကြည့်ရဆင်မရှိသေးဘူးပေါ့နော်ဆိုတော့မအားဘူးတလောမှခီးရပြန်တော့ခုလည်းခီးပြန်သွားအောင်မှာဆိုတော့တင်းနှန်းကတော့ဒီဇက်ကရိုက်နေရတောက်လျှောက်လဲဒါတင်းနှန်းတက်ဖို့တော့စဉ်းစားထားရပေါ့နော်တင်းနှန်းလည်းတက်ရင်ဇက်ကလည်းရရင်အဲ့လိုမျိုးလေးလုပ်ဖို့တော့စဉ်းစားထားရ အခု TikTok မှာတော့မြန်မာကရေးပါတယ်တော့လိုက်ပြီးတော့ကြည်ပြီးတော့လေးတော့လေးလာနေပြီပေါ့နော်ဟုတ်ကဲ့အရန်ခတ်တယ်တော် TikTok ကတော့တပူခတ်တယ် TikTok ကတော့မှအဲ့လိုနည်းနည်းလုံချလိုက်လို့ရတယ်မြန်မာကကကြသူကစီးနဲ့ဝါနဲ့အဲ့လိုလက်ချိုးတာအစားဒီခြေထောက်တရားအစားအဲ့လိုမျိုးပေါ့နော်ဒီခါးတွေဘာတွေအစပျော့ပျော့ပြောင်းနေမှာရမှာဆိုတော့တော်တော်တော့ဟိုလေ့ကျရမယ်ထင်တယ်ဒီကင်မရာမှာလှအောင်လေဟုတ်တယ်ဟုတ်တယ်မြန်မာကကြပို့ပြီးတော့စကန်ကြည့်ပြီးတော့ပို့ပြီးတော့ အပုတ်ခတ်တယ်လို့ခံစားရတယ်ပေါ့အင်းပေါ့တအားတို့မတူတခြားဟာရင်လည်းမတူမြန်မာကကကြတော့စီစနစ်ကြမှာလဲလှမှာဆိုတော့လေလှအောင်ကလည်းပြော့အောင်ကတမှာဆိုတော့အများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုဆိုတော့အများကြီးတော့ပြောင်းလဲမှာပါဒီကားထွက်လာရင်လို့ကြည့်ကြည့်ပါဒါအများကြီးစူးစမ်းထားတာကိုမြင်ရမှာပါဒါလည်းတက်ကိုဒါဒီကားအတွက်စိတ်နှစ်ထားပါရဲ့ဟုတ်မရှိဘူးအဲ့လိုတော့မရှိဘူးဒါအဓိကကတော့ဘယ်လိုပြောရမလဲ အဲလှပူလာခြင်းလို့ပေါ့နော်အမှအမှဆိုရင်တင်တန်းမတက်ပဲနဲ့ဘယ်လိုပြောရမလဲဒီကော့ကိုကကွက်အမြင်နဲ့တင်လိုက်ပြီးတော့ရိုက်လိုက်လေရတော့ရတယ်ဆိုပေမဲ့လည်းအဲတင်လိုက်ရင်ကြတော့လေပို့ပြီးတော့လှမှာဆိုတော့ဒါကတော့တီချာလေးလို့ပို့ရစင်စားထားရပါလားတမယိုးချထက်ဆိုင်ကိုမလုပ်ဘူးတဲ့အရာကိုဆမ်းပြီးတော့လုပ်ကြည့်ရကိုမဖြစ်နိုင်ဘူးထင်တဲ့အရာကိုစပြီးတော့စိန်ခေါ်ကြည့်ရလို့ပို့ပြီးတော့ကိုကိုကိုလည်း level ကပို့ပြီးတော့မြင့်လာစီမယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုဆိုတော့ အခုကစပြီးတော့အဲ့လို challenge ဖြစ်မဲ့ character ရယ်ဆိုတော့ဒါပို့ပြီးတော့ဥစားပြီးပြီးတော့ရိုက်ဖြစ်မယ်ထင်တာဟုတ်ကဲ့အဲဒါကတော့ဒီ2025လဲကုံတော့မှာဆိုတော့2025နှစ်ကုံကလည်း2026အထိပေါ့နော်ဒါအရှိမရိုက်ခဲ့တဲ့ character တွေနဲ့မတူဘဲနဲ့တဏ္ဍီကဒီလိုမျိုးလဲလုံနိုင်ပါလားတဏ္ဍီကဒီလိုမျိုးလဲလုံတတ်ပါလားအဲ့လိုပုံစံမျိုးလေးအများကြီးလုတ်ပြချင်တယ်ပေါ့เนาะအဲ့တော့ကိုကိုကိုလည်းတစ်ခုပြီးတစ်ခုဒါမလုံနိုင်ဘူးဆိုတော့အရာမလုံနိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကို လုတ်ကြည့်နေရပေါ့နော်အခုဆိုတာတကတာတွေပါဆိုလဲဇကားထဲမှာကပြဖို့ဆိုတာမင်းသမီးတယောက်အနေနဲ့ကကြတော့ဟိုမလောက်ဘူးအသေးချာမလုတ်ပြဘူးဆိုရင်ဒါဝေဖန်မှုကပုံများပါလေအပိရာထက်ဝေဖန်မှုကပုံများနိုင်တာဆိုတော့ဒီ character ကတော့အများကြီး challenge ဖြစ်ပါတယ်တီချာလည်းကြိုးစားပြီးတော့အဲရိုက်မှာပါအဲ့တော့တားရဲ့စူးစမ်းမှုကိုကြည့်ကြည့်ပါပေါ့နော်ဒီထွက်လာတဲ့ခါကျရင်လည်းအဲဘာပြောမလဲဆိုတာနားထောင်ပြီးညှော်လင့်နေနေပေါ့နော်ဟုတ်